မင်္ဂလာပါရှင်ရေဝကက်တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကျင်းလွန်တဲ့ဆရာဆွေးမွေးနဲ့လူသားမျိုးနွယ်ပေါ်ပြမှုတွေအတွက်အရေးယူဘယံကုလားနဲ့ ICC ပါဝင်နိုင်ငံတကာကို NUG တောင်းဆိုလူပေါင်းသုံးထာစင်ကန်တည်ဆုံခဲ့အများအုပ်စုံတိုက်ခိုက်ခဲ့ရမှုမှာဂျပန်စစ်တပ်ကျူးလွန်ခဲ့တဲ့ဆရာဆွေးမှုအတွက်ဂျောင်းဝင်ရေးယူဆပေးဖို့ကုလားလုံကျော်ရဲ့ကောင်စီနဲ့နိုင်ငံတကာရာဆွေးတရားရဲ့ ICC ပါဝင်နိုင်ငံတကာအဖွဲ့အစည်းကိုမြို့သားညွေဆွေရ NUG ကတောင်းဆိုလိုက်ပါတယ်ရခိုင်ပြည်နယ်မြောက်မြို့စင်ယုံကို အနာသိစစ်တဲ့ရွေချက်ရှိရှိနေကြောင်းတိုက်ခိုက်မှုပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံချရလို့လည်းအန်ယူဂျီကထုတ်ပြန်နေ။ရန်ကမြင်းနဲ့မြောင်ဦးမြောင်ကန်ပြည်သူစေယုံကြီးပုံကျဲတိုက်ခိုက်ခံရမှုမှထိခိုက်ဆုံးရှုံးခဲ့ရပြည်သူလူထုအလုံးအတွက်တရားမျှတမှုပြန်လည်ရရှိကိုရခိုင်ပြည်သူလူထုနဲ့တူသက်ဆိုင်ရာအဖွဲ့အစည်းနဲ့တူလက်တွဲပြီးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုအပ်တယ်လို့မြို့သားညီဆွေရအန်ယူဂျီကဆိုတယ်။ဒါအပြင်တရားရသူတွေကိုအချိန်မီပေးခြင်းလုံခြုံစွာစိတ်ကူတာမှုပေးနိုင်ဖို့အတွက်နိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့အစည်းကိုညီပေးနိုင်ရေးအမြဲဆုံးဆောင်ရွက်ပေးဖို့လည်းတောင်းဆိုထားပါတယ်။ လာတို့ရက်သားပြည်သူတွေရက်ဖန်ဆောင်တွေနဲ့လူသားချင်းစာနာမှုဆိုင်ရာပြစ်မှတ်တွေပေါ်ဂျပန်စစ်တဲ့ရွေချက်ရှိရှိတိုက်ခိုက်နေမှုအလုံးကိုချက်ချင်းအဆုံးသတ်နိုင်မှုထိရောက်ပြင်းထန်တဲ့ဖိအားပေးဆောင်ရွက်မှုအရေးယူမှုတွေအများဆုံးလုံးဆောင်မှုလိုအပ်ကြောင်းလည်း NUG ရဲ့ထုတ်ပြန်ချက်မှဆိုထားပါတယ်။မြောင်းစဲရုံကိုစစ်တပ်ပုံစံတိုက်ခိုက်မှုနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့လူခွင့်ဆိုင်ရာဥပဒေရဲ့အခြေခံမှုတွေကိုချိုးဖောက်တဲ့အစိုးရဆောင်ဆရာဆွေးမှုလူစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်သလိုဂျနီဘာကွန်ဗင်းရှင်းရလေးစားကာကွယ်ရမယ့်အရက်ဖက်ပြင်မဲ့ဖြစ်တဲ့စဲရုံကို ြင်းမှတ်ထားတိုက်ခိုက်တာအပြည့်ပြည့်ဆိုင်ရာရာဇဝတ်မှုမြောက်တယ်လို့ဆိုပါတယ်စစ်ဘက်နဲ့ရပ်ဖက်ပြမတ်တွေကိုခွဲခြားသိမြင်မိဟုတဲ့အခြေခံမှုကိုဖောက်ဖျက်ကအပြစ်မဲ့ရဲသားတွေကိုဆူလိုက်ပြွန်လိုက်တဲ့ဖြစ်ချင်းကလူသားမဆန်တဲ့လုပ်ရပ်ပဲဖြစ်တယ်။အမျိုးသားညီညွတ်ရေးဆရာကဤရက်ဆက်ကြံကြုံတဲ့လုပ်ရပ်ကိုစေအုပ်စုကမြန်မာနိုင်ငံအနှံ့ကျန်းမာရေးဆောင်ရှောက်မှုကဏ္ဍအစအဦးတွေပေါ်တိုက်ခိုက်မှုပေါင်း1600ကျော်ကျွလွန်ခဲ့လုပ်ရပ်တည်ရဲ့နောက်ဆက်တွဲဖြစ်ရွှေ့မြင်ပြီးပြင်းထန်စွာရှုံချလိုက်လို့အန်ယူဂျီကဆိုပါတယ်။ မြန်မာစာလူခွင့်အနေဖြစ်တဲ့ဒီဇင်ဘာ10ရက်နေ့ည9:00ကြောချိန်မှာမြောင်မြို့ရှိရတားပြည်သူတွေစေကူတာမှုခံယူနေတဲ့စေယုံကိုအကြမ်းဖက်စစ်တပ်ကပေါင်ငန်းအပေါ်နှလုံးကျဲချတိုက်ခိုက်တာကြောင့်ပြည်သူ35သေဆုံးပြီးတရားနီးပါးထိခိုက်ဒဏ်ရခဲ့ကအများအပြားဆုံးရတဲ့အခြေအနေမှာရှိနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ ဆလဘီငန်းစုံမှာဂျပန်စစ်ကြောင်းလိုက်လံတိုက်ခိုက်ရာဆေးဥစုမျိုးသုံးကားထွက်ပြေးမန်လီတိုင်းငန်းစုံမျိုးနယ်မှာစစ်ကြောင်းထိုးထွက်လာတဲ့ဂျပန်ဆေးဥစုကိုလိုက်လံတိုက်ခိုက်မှာဂျပန်စစ်သားနဲ့ပြည်စော်တီထိခိုက်တံရပြီးဝေယုံသုံးကားဆုတ်ပြေးသွားကြောင်း TGY ရ F Kyla Counter Revolution Answer ကသတင်းထုတ်ပြန်နေဒီဇင်ဘာလ၄ရက်နေ့မနက်ပိုင်းကငန်းစုံမျိုးတောင်ဘက်ကျရာရေးစစ်ကြောင်းထိုးလာအင်အားတရာခန့်ပါအကြမ်းဖက်စစ်ကြောင်းနဲ့ဆေးဥစုစီးဆုတ်ခွာသွားပြီးတပ်ဆွဲနေတဲ့နေရာတွေမှာတော်လိုင်းတက်တွေ ဒရုန်းလက်နက်ကြီးနဲ့လိုက်လံတိုက်ခိုက်ခဲ့တယ်။ပထမအဆုံးအနေနဲ့လေဝန်းကုံကြီးအားကိုဂျာမန်စစ်အုပ်စုရောက်ရှိလာချိန်ဒေါ်လာအင်တရီက60မမပြောင်းရှင်တဲ့ဘုံးသီးသုံးလုံးပြစ်ခတ်ရင်ဖစ်ဝင်ဒရုန်းနဲ့ပါ7000ဘုံးသီးနှလုံးကျဲချတိုက်ခိုက်မှာစစ်အုပ်စုဝန်းသုံးကားထွက်ပြေးကုန်တယ်လို့လည်းသိရတယ်။တိုက်ခိုက်ခံလိုက်ရတဲ့စေအုပ်စုကမကျေနပ်တဲ့အတွက်လက်ဝန်းကုန်းကြီးအဘက်ကနေမကြီးကြီးအဘက်မှရှယ်တာလောက်ကင်ထရီနီယာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့သိရပါဗျ။ ဘိုင်းနောင်နေလဘက်မှာလည်းဝင်းကုန်းကျရာကနေငန်းစုံမျိုးဘက်ကိုဆေးရုံစုတွေပြန်လည်ထွက်ခွာသွားခဲ့ပြီးမြို့နယ်အနီးဆုံးဖြစ်တဲ့ညောင်ချင်းရွာစာတင်ကျောင်းနဲ့တက်ဆယ်နေချင်းတော်လိုင်းတပ်ဖွဲ့တွေကနောက်တစ်ကြိမ်ဒရုန်းနဲ့60မမပုံသေးနဲ့တိုက်ခိုက်ခဲ့တဲ့ကြောင်း TGY ရဲ့ YF Kyla Counter Revolution Answer ကပြောတယ်ဒီခါမှာ Japan စစ်တပ်ဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်နဲ့ပြန်နေပစ်ခိုင်ဝင်းုံတုံကဆုတ်ပြေးခဲ့ကြောင်းသိရတယ်။တိုက်ပွဲကတရက်ထဲနဲ့ချိန်ဖြစ်ခဲ့ရပါမနက်ပိုင်းကလည်းဝင်းကုံရွာမှာဖြစ်ခဲ့တဲ့ညနေ၄နာရီလောက်ကြာငန်းစုံမျိုးတောင်ဘက်ကလည်းကြောက်ကျင်ရွာအထိုင်စကန်ကို60မမနဲ့ drone နဲ့ပုံကျဲသွားခဲ့တယ်။ ရုံးတုံးကပြင်းနေ၅ကောင်လောက်ရှိမပြင်းနိုင်တဲ့၅ကောင်လောက်ထည့်ရလို့သိရတယ်။စီယောင်စုထိခိုက်တင်ဆက်ကိုတော့ TGY ရာဖ်ဂိုင်လာကောင်တာ Revolution Answer ဘက်ကထုတ်ပြန်တာမျိုးမရှိသေးတာကြောင့်ဒီကြားတည်ပြနိုင်ကြတော့မရှိပါဘူး။အစောမှာတိုက်ခိုက်မှုကိုမြင်းချန်ခဲ MS1 တိုင်ဖြစ်တဲ့ TGY ရာဖ်ဂိုင်လာကောင်တာ Revolution Answer နဲ့ညီနောင်မဟာမိတ်လေယုံတပ်ဖွဲ့တွေဖြစ်တဲ့925ယောက်ကြားတပ်ဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိခဲ့ပေမဲ့ဖစ်ဝင်ဒရုန်းတစ်စီးကဆုံးရှုံးခဲ့လို့သိရပါတယ်။ ဆက်လက်ပြီးရွှေဘုံမှာစပိုင်းရိတ်ဆက်တင်လာလူတဲ့ဆေးအုပ်စုတိုက်ခိုက်ခဲ့ရပြီးလဲဦးသည်ပစ္စည်းတွေအားပိုင်ရှင်ထံပတ်ကဖာတွေကပြန်နိုင်ခဲ့စကိုင်းနိုင်ရွှေဘုံမြို့နယ်မှာအရတားတောင်သူတွေစီကစပိုင်းရိတ်တွေဆက်တွေကိုလူယူတဲ့ဆောင်တဲ့ဆေးအုပ်စုနဲ့ထိတဲ့တိုက်ပွဲဖြစ်ပြီးစစ်သားနဲ့ပြည်သူတွေတော့အင်းဆောင်ကစပိုင်းရိတ်ဆက်တစ်စီကိုတောင်သူတွေထံပြန်ပေးနိုင်ခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တောင်းရှိသူကပြောပါတယ် ဒီဇင်ဘာလ17ရက်နေ့ညနေပိုင်းကရွှေဘုံမြို့နယ်မြင်းချင်းနယ်ဇီကုံလေးပြူစောတီရွာကနေထွက်ခွာလာတဲ့အကြံဖတ်စစ်သားနဲ့ပြူစောတီဟာနယ်မြေချင်းတိစက်နေတဲ့မြိုက်ကျွေရနယ်ကင်းပြကျရတို့ကိုဝင်ရောက်ပြီးလယ်ယာလုံငန်းလုတ်ကိုင်းနေသူတွေစီကနေစပိုင်းရေးဆန်နေစီကိုလူယူဆောင်ခဲ့လို့သိရတယ်။အဲလိုလှုပ်ဆောင်နေချင်းရွှေဘုံမြို့နယ်ဘက်ကပါတိုက်ခိုက်ရေးဖွဲ့နဲ့နယ်မြေခံဘက်ကဖားတဲ့ဝင်ရောက်တိုက်ခိုက်မှာနှစ်ဖက်တိုက်တွေ့တိုက်ပွဲတနအီကြာဖြစ်ပွားပြီးစစ်အုပ်စုထိခိုက်မှုရှိခဲ့တယ်။ ထွက်လို့တာကတော့စစ်ခွေနဲ့ပြုံရ20ကျော်လောက်ရှယ်ပြူရအတွင်းကကုပစ်ပြရကတော့များတယ်ဒီလိုစပားရိတ်တဲ့အချိန်မှာသူတို့တွေကထွက်လို့နေကြတိုက်ပွဲပြီးဂျမတ်စစ်သားနဲ့ပြူစော်ဒီလျောက်သိမ်းဆုံးပြီးသူတို့ယူဆောင်သွားတဲ့စပားရိတ်70စီရဲ့တစီနဲ့ဗီဒရတစီဆိုင်ကတစီတို့ကိုဘက်ကဖာတတွင်ကအရက်သားစီပြန်လဲပြည့်နိုင်ခဲ့လို့သိရတယ်ဒါအပြင်ဘက်ကဖာတဖွဲ့ဝင်တွေလည်းထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဆလာဘီတိတိမ်မှာစစ်ကောင်စီတပ်သားတင်နှောက်လက်နက်ယူလာပြီး PDF ဇိုလန်းထက်လေးဝင် ချင်းပြည်နယ်ဒီတိုင်မျိုးချင်းဆိုင်ကလာနေ69တိုင်းကစစ်ကောင်စီတပ်သားတင်နှောင်းလင်းဝင်လာကြောင့် PDF ဇူလန်ကထုတ်ပြန်နေဒီတိုင်မျိုးနဲ့တိုင်းငယ်စကမ်းမှာတာဝန်ကျနေတဲ့စစ်ကောင်စီပြည်သူ့စစ်မှုနယ်တပ်သားတင်နှောင်းကဒီဇင်ဘာ10မှာလက်နက်ကိန်းနေတဲ့အတူအလင်းဝင်လာဖြစ်ကြောင်းဖော်ပြပြီးအလင်းဝင်လာရဲ့ပေါ်ကျဆိုကြောင်းသိပေးပါရယ်တက်ကုံးမှာလက်ရှိတာဝန်ကျနေတဲ့စကမ်းမှာကြန့်ရှိနေတဲ့တပ်သားတွေအားလုံးအချိန်မီလင်းဝင်မှုနောက်ဆုံးဖိတ်ခေါ်ခြင်းနဲ့လို့ PDF ဇူလန်ကထုတ်ပြန်နေအရင်ကလည်းခလာနေ69တန်ရီကစစ်ကောင်စီတပ်သားတွေက PDF ဇူလန်တပ်ဖွဲ့စီအလင်းဝင်ရောက်ခဲ့ဖြစ်စဉ်လေးရှင်းခဲ့ပါရယ် ပြည်ထောင်စုလက်တဖွဲ့အချင်းကြီးနောင်တဖွဲ့ဝင်တွေဖြစ်ပြီးတော့လက်ရှိမှာတိတိမြို့နယ်တွင်ထိုးစစ်ဆင်လာစစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်လျက်ရှိပါတယ်။ချင်းမြောက်ပိုင်းဖြစ်တဲ့တိတိနယ်ဖလန်းမြို့နယ်ကိုစစ်ကောင်စီကရခုနှစ်တွင်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာစစ်ကောင်စီတပ်အတွက်အထင်အောင်တိုက်ခိုက်နိုင်ခဲ့ပြီးလက်နက်ကိန်းအနေနဲ့စစ်တုံးမှန်းနေဖမ်းမိတာကြောင့်ပြည်ထောင်စုလက်စစ်ဦးစီးချုပ်ကိုဂွီတန်းကပြောပါတယ်။ ဆလဘီစစ်ကောင်ရှင်ရွေးကောက်ပွဲတရားဝင်ဖြစ်လို့မှုကိုရိုက်ချိုးနိုင်မှာတနင်္ဂနွေလုံးကနေတပြိုင်တည်းပါဝင်ဆင်နွှဲခဲ့ကြအတန်သိန်းတပိတ်လှုပ်ရှားမှုနဲ့ဆေးဥဆွေတရားမွေတွေ့အောင်ရွေးကောက်ပွဲရဲ့ဂုံတိတ်ခါနဲ့တရားဝင်ဖြစ်လို့မှုကိုရိုက်ချိုးနိုင်ခဲ့ပြီးမြို့သားညီညီဆွေရအန်ယူဂျီကတရီပေးပါတယ်ဒီဇင်ဘာလ10ရက်နေ့မှာကြောက်တဲ့ပြည်ဆိုင်ရာလွတ်ခွင့်ရေးမှာပြုလုပ်တဲ့အတန်သိန်းတပိတ်လှုပ်ရှားမှုဟာပြည်သူလူထုရဲ့ပူးပေါင်းပါဝင်တဲ့အောင်မြင်စွာပြီးဆုံးခဲ့တဲ့အတွက်အဲဒီနေ့မှာပဲအန်ယူဂျီကကွန်ပျူတာဝင်လာပေးဖို့ထုတ်ပြန်ခဲ့တာ မနက်စံတိုင်းကနေညနေ3:00နာရီထိဆိုင်ကန်းတွေကိုပိတ်ထားခြင်းလမ်းတွေပေါ်မှာသွားလာမှုပြုပယ်နေမှာတိတ်ဆိတ်စွာနေထိုင်ခြင်းစတဲ့ပြတ်သားအနီးလမ်းနေနဲ့တော်လိုင်းတစ္ဆာကိုထပ်မံတက်သေးပြနိုင်ခဲ့ကြတယ်။အတန်းနဲ့တပိတ်လှရှာမှုနဲ့ဆေးအုပ်ဆွေတရားမွေတွေ့အောင်ရွေးကောက်ပွဲကလူလူဆန္ဒလုံးဝမပောင်းကြောင်းလဲခိုင်ခိုင်မာဖော်ထုတ်နိုင်ခဲ့ပြီးအတူရောင်ရွေးကောက်ပွဲကုန်သိခါနဲ့တရားဝင်ဖြစ်လို့မျိုးကိုရိုက်ချိုးနိုင်ခဲ့ပြီးလို့သတင်းလာမှာဖော်ပြတယ်။နိုင်ငံလေးလာတုံးတဲ့သူဦးချင်းမြင့်ကစစ်ကော်မရှင်စုံမုံနဲ့မြေမှာရေကောက်ပွဲကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့ပြောတယ်။စစ်ကော်မရှင်လေးယောက်လာပြီလဲရရလို့ပြောပြီးသား လင်းရောက်ပဲလာပေးလဲရတဲ့အမှုတရားကိုတားဆီးနိုင်မယ်လို့တော့မထင်ဘူးမြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေထဲမှာမဲပေးပြုစရာကိန်းတော့အနည်းဆုံးဘလောက်ရှိမှရွေးကောက်ပွဲအထမြောက်တယ်ဆိုတာထည့်သွင်းပြထန်ထားခြင်းမရှိပါဘူးပြည်သူလူထုတွေကလည်းရွေးကောက်ပွဲပေါ်ဆက်မဲဆောင်မှုရှိကြအောင်လို့ပြောဆိုထားကြတယ်။ဒါပေမဲ့လက်ရှိမှာပြည်ပမြန်မာနိုင်ငံသားရှုံးနဲ့စစ်ကောင်ရှင်အုပ်ချုပ်ရေးအောက်မှာတည်ရှိတဲ့တက္ကသိုလ်ဒီဂရီကိုရီကကျောင်းသားကျောင်းသူတွေစီကဆန္ဒမဲလက်မှတ်နဲ့ကြိုတင်မဲ့တောင်းချင်ရရှိထားတာပါ။ ီကဲနိုဝင်ဘာလမှာသမတ်ကာလအတွင်းလာချိုတင်ဆက်နှမယ်ပြေခင်ကြတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူစုစုပေါင်း28339ဦးရှိရလို့စစ်တပ်ထိန်းချုပ်ထားနိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေကပေါ်ပြခဲ့တယ်။ဒါအပြင်ရွေးကောက်ပွဲအတွက်ပြည်ပမြန်မာနိုင်ငံသားတွေချိုတင်မယ်ပြေနိုင်ရင်မြန်မာနိုင်ငံဆိုင်အတန်ယုံပောင်းဝင်အမြဲတမ်းကိုယ်စားလှယ်ဖွဲ့ယုံနဲ့ကောင်းစစ်ဝင်ကြုံယုံ90ရုံမှသမတ်ရက်တွေလိုက်ချိုတင်မယ်ပြေတဲ့စီစဉ်တွေကိုလှုပ်ဆောင်ရလို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်တယ်။ မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းဒါရိုက်တာနိုင်ရဲမွန်ကတွေ့အောင်ရွေးကောက်ပွဲစစ်ကော်မရှင်နေနဲ့သူပြည်သက်နဲ့သူနိုင်ငံရေးတိုက်ခါရှိရှိအချက်မရှိစာလောက်သွားလိမ့်မယ်လို့ပြောပါတယ်ပြည်သူလူထုတရလုံးရင်ကားပြုလုပ်ခဲ့ကြတဲ့အတန်သိတဲ့ပိတ်၅ကြိမ်လုံးမှလည်း silence rate ဆိုတဲ့အတန်ကြောင်းနဲ့ဆီယနာရှင်နဲ့ကြောင်းရံတုံလုံးလာရတဲ့စုစည်းအရာမျိုးကိုပြသနိုင်ခဲ့ကြတယ်မွန်ပြည်ဖက်ဒရယ်ကောင်စီ MFC တရားမှွေတွေ့ရရွေးကောက်ပွဲဆန့်ကျင်ကော်မတီဥက္ကဋ္ဌမိသူတာကျော်ကလူထုကိုကြက်ကပ်ပြီးပုတ်ပြရွေးကောက်ပွဲလှုပ်လာနိုင်ပေမဲ့လူထုစံနာမပါဝင်ကြောင်းပြရတယ်လို့ပြောပါတယ် ပြည်ရေးဆက်ဖြစ်ပေါ်နေမြန်မာနိုင်ငံမှာစစ်ကောမရှင်ကအာဏာသိမ်းမှုကိုတရားဝင်ဖြစ်ဖို့ပြည်သူလူထုရဲ့ရွေးကောက်ခံဆွေးနွေးတဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းနိုင်ရေးပိုင်း၃ပိုင်းနဲ့ရွေးကောက်ပွဲချင်းမှပြင်ဆင်ထားပါတယ်။ဒါကြောင့်ဒီနှစ်ကွန်ပိုင်းနဲ့နောက်နှစ်စံပိုင်းမှာကျင်းပမယ်။အပိုင်းတင်တဲ့ပိုင်းနဲ့ထွေထွေရွေးကောက်ပွဲမှာ၂ရက်နှစ်မြို့နယ်အတွင်းပြုလုပ်ဖို့စစ်ကောမရှင်ကပြောင်းစုရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့တယ်။ဒါပေမဲ့အဲ့ဒီ၂ရက်နှစ်မြို့နယ်အတွင်းရှင်ရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွင့်ကျန်တိုင်းနဲ့ပြည်နယ်ရှင်ရက်ကွက်နဲ့ကြားအုပ်စုပေါင်း၃000နီးပါးမှလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲကျင်းပဖို့အခြေအနေမရှိဘူးလို့ဝန်ခံထားပါတယ်။ ားဆင်အားပေးကြတဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်